ကလေးတယောက်ရဲ့အတောင်ပံလေးတွေကိုဘယ်တော့မှမဖြတ်ပါနဲ့။သားရဲ့လက်ကလေးတွေကသေးလွန်းလို့တမင်မလုတ်ဖဲနဲ့နှုတ်ဖိတ်တတ်ပါလေ။သားရဲ့ခြေတော်ကလေးတွေကတိုးပါလေ။သားကိုစောင့်ပြီးတော့ဖြည်းဖြည်းလျှောက်ပေးပါ။သားအမိလိုက်နိုင်အောင်လို့ပါ။အယောင်ဆုံးပစ္စည်းတွေကိုထိမိတဲ့အခါမှာသားရဲ့လက်ကိုမရိုက်ပါနဲ့။သားလေးကျင်ကျင်လို့ပါ။သားစကားပြောနေတဲ့အခါမှာကြည်ပေးပါနားထောင်ပေးနေတယ်ဆိုတာကိုသားသိကျင်လို့ပါ။သားရဲ့စိတ်ခံစားချက်တွေကနုနယ်ပါသေးတယ်။တနေ့လုံးမစူပါနဲ့။အမလုံးမိတဲ့အခါအယူမိုက်လို့မခံစားရအောင်နားလေပေးပါ တာကင်းထားတဲ့အိယာဆွဲထားတဲ့ပကြီးကိုပြည့်စုံမှုမမျော်လင့်ပါနဲ့။ဒါအစွမ်းကုန်စူးစမ်းထားလို့သာချစ်ပေးပါ။ဒါကကလေးပါလူကြီးလေးမဟုတ်ပါဘူး။တခါတရံမိဘတွေပြောတာကိုနားမလည်နိုင်သေးပါဘူး။မိဘတွေကိုအရန်ချစ်ပါတယ်။ဒါလှုပ်ဆောင်နိုင်တာတွေအတွက်ပဲမဟုတ်ဖဲနဲ့။ဒါဖြစ်ချင်တဲ့အတိုင်းတာနဲ့ပဲချစ်ပေးပါ။မိဘတွေစိတ်ဆုံးနေတဲ့အခါဒါကိုမငင်းပေပါနဲ့။ဒါအနန်းလာပြီးရင်တယောက်တည်းဖြစ်နေလို့စွန့်ပစ်ခံရတယ်လို့ဖြစ်နေလို့ကြောက်နေလို့ပါ။မိဘတွေအော်ဆူတဲ့အခါဒါကြောက်သွားပါတယ်။ ။ဒါပါမမီလဲဆိုတာကိုရှင်းပြပေးပါ။ညဘက်ရောက်ပြီးမောင်ရီသွားတဲ့ခါမှာကြောက်စရာဖြစ်နေရင်စိတ်မဆိုးပါနဲ့။ဒါနိုးလာတဲ့ခါမှာခေါ်တဲ့ခါမှာမိဘတွေရဲ့ပွေဖက်မှုကဒါကိုစိတ်ငြင်းငြမ်းမှုတွေပေးနိုင်ပါတယ်။ဈေးသွားတဲ့ခါမှာဒါရဲ့လက်ကိုမလွတ်ပါနဲ့။ဒါပြောက်သွားမှကြောက်လို့ပါ။ပြီးတော့မိဘတွေဒါကိုဘယ်တော့မှပြန်မတွေ့မှဆိုးလို့ပါ။မိဘတွေရန်ဖြစ်တဲ့ခါမှာဒါအရန်ဝမ်းနေပါတယ်။တခါတရံဒါကြောင့်လို့ထင်ပြီးဘာလို့မှမသိလို့ယင်ထဲမှာစွန့်နေနေပါတယ်။ မိဘတွေညီလေးကိုဖက်ပြီးတော့ချစ်နေကြတာမကြာခဏမြင်ရပါတယ်။သူ့ကိုတားထက်ပိုချစ်လား။သူကပိုချစ်စရာကောင်းလို့လား။ပိုတော်လို့လား။သားရောမိဘတွေရဲ့သားလေးမဟုတ်ဘူးလား။သားရဲ့အကြိုက်ဆုံးရုပ်ကလေးကျိုးသွားတော့ပြင်းပြင်းထန်ထန်စုပါလေ။ငိုတော့လည်းပိုဆိုးသွားတယ်။သားစိတ်မကောင်းဖြစ်နေပြီသားပါ။တမင်လို့တော့မဟုတ်ပါဘူး။အခုအဲ့ဒီရုပ်ကလေးကိုအပီးအပိုင်ဆုံးရှုံးလိုက်ရပါပြီ။ကစားရင်ညက်ပတ်သွားလို့စိတ်ဆိုးကြတယ်။ဒါပေမဲ့ခြေထောက်မှာရွှွန့်နေရဲ့အထီးတွေ့ရအရသာရှိလွန်းပြီးတော့နေ့လေကင်းကလည်းသားရလှပလွန်းပါလေ။ အဝိတ္တိကိုသာဘာသာဘလို့လျှော်ရမလဲဆိုတာကိုသိကြပါတယ်။ဒီနေ့မိဘတွေနေမကောင်းဖြစ်နေတော့သာအယံကိုစိတ်ပူပါလေ။ကစားနီးတွေပုံမြင်နေနဲ့စိတ်ပျော်ရွှင်အောင်လုပ်ပြီးကြိုးစားပါလေ။မိဘတွေတခုခုဖြစ်သွားရင်သာဘလို့နေရမှာလဲ။သာငရေကိုကြောက်ပါလေ။ဘာမှန်းတော့မသိသေးပါဘူး။ဒါပေမဲ့မိဘတွေနဲ့ခွဲနေရတာတော့ကြောက်စရာကောင်းမယ်မထင်ပါဘူး။ဥလီတို့အိမ်မနေရတာပြောပါတယ်ဒါပေမဲ့တပတ်လုံးမိဘတွေကိုသားအရန်လွမ်းနေခဲ့မိဘတွေကလည်းကလေးလေးနဲ့ခွဲပြီးတော့အပန်းဖြေခီးတွေမထွက်သင့်ဘူးလို့သားထင်ပါတယ တောက်ကန်ကောင်းလိုက်တာကဘာဘောကကလေးတွေတွေကတောက်ကိုရွေးခဲ့လို့ပါလူကြီးတွေအနေနဲ့ကလေးတွေဘဝတော့ဘာတွေကနာကျင်စေခဲ့လဲဘာတွေကကြောက်စေခဲ့လဲဘာတွေကချစ်ခံရတယ်လို့ခံစားစေရတယ်ဆိုတာကိုမကြခဏမေးရကြပါလေတခါတရံကလေးတွေကဒါတွေကိုအတန်ထွက်ပြီးတော့ပြောပြကြပါလေတခါတရံမှာတော့စိတ်ထဲမှာပဲတိတ်တိတ်လေးနဲ့တွေးနေကြတာပေါ့